အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ DR YouTube Channel ကိုအကျူဆူပါရစေ။ကျွန်တော်တို့အာဆင်နယ်သင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းရလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒီကနေ့မနက်အစောပိုင်းမှာတက်လာတဲ့သတင်း report တွေအရာကျွန်တော်တို့အာဆင်နယ်တဲ့အကစား driver Andrea Bata ကတော့ဒါ Atletico Madrid ရဲ့တိုက်စစ်မှုဂျူလန် Everest ကိုဒါစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတင်ထားတဲ့အချို့ကပေါ်ပြထားတယ်။တချို့တင် report တွေအရဆိုလို့ရှိရင်တော့ဒါ Andrea Bata က Everest နဲ့ပတ်သက်ပြီးတော့ ဒါလာမယ့်အပြောင်းရွှေ့ဈေးကွက်မှာဆိုလို့ရှိရင်အာဆနယ်အသင်းရဲ့အဓိကပြမှတ်ဖြစ်တယ်ဆိုပြီးတော့ဒါသတင်းဌာနတွေကဖော်ပြထားတာပါတယ်ဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကြည့်အောင်ဒီကစားသမားကအခုဆိုလို့ရှိရင် market တန် market တန်ကြီးပေါ့လေ market တန်ကြီးကတော့ဒါပေါင်တန်းတရာဝင်းကျင်ရှိတယ်ဒါပြောရပြီဆိုလို့ရှိရင်ဒီကစားသမားအသက်25နှစ်ပဲရှိသေးတယ်အာဂျင်တီးနားသားဒါပြောရရင်သူအနေနဲ့ကမန်စီးတီးမှာလည်းကစားခဲ့ဘူးတာဖြစ်တဲ့အတွက်ဒါပရီးမီးယားလိဂ်ကိုပြန်လာမယ်ဆိုလို့ရှိရင်လည်းသူအနေနဲ့ကလုံးဝဒါ စိတ်နဲ့ဟိုဘယ်လိုပြောမလဲလီတခုမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ကတော့ထင်တယ်တကယ်လို့ဒါဒါအန်ဒရီးယားဘာတာတို့အနေနဲ့ဂျူလီယန်အေဗာရက်စ်ကိုပြန်လဲခေါ်ယူလာနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအာဆင်နယ်အသင်းအတွက်ဒါတကယ်ကိုအားကိုးရမယ့်တိုက်စစ်မှုကောင်တစ်ယောက်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်နောက်တဲ့သတင်းပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒါကာလာရှေချာတန်းရရှိနေတဲ့ဂါဗီယယ်ဂျေဆုပေါ့လေဂါဗီယယ်ဂျေဆုနဲ့ပတ်သက်ပြီးတော့ဒါ သတင်းဌာနတချို့ကဖော်ပြထားတာကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါ Premier League လက်အသင်းတချို့ကဒါစိတ်ဝင်စားလျက်ရှိတယ်ဆိုပြီးတော့သတင်းဌာနတွေကဖော်ပြထားတယ်ဒီကစားသမားကဒီဇင်ဘာလလောက်မှာဒါအသင်းနဲ့ပြန်လည်ပူးပေါင်းလာနိုင်မှာဖြစ်သည့်တိုင်အောင်ဒီကစားသမားရဲ့အခြေအနေကိုဒါ Premier League လက်အချို့ကဒါစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့သတင်းဌာနတချို့မှာဖော်ပြထားပါတယ်ဒါဒီကစားသမားကိုရောင်းချသွားမယ်ဆိုတဲ့ဒါသတင်းတွေကလည်းကျွန်တော်တို့ အာဆင်နယ်အသင်းနဲ့နှိစက်တဲ့သတင်းဌာနတွေကဒါပေါ်ပြထားတာမျိုးတွေရှိရဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်ဗျဒီကစားသမားကိုဒါရောင်းချမှာဖြစ်တဲ့အတွက် Julian Everest လို့ကစားသမားမျိုးကို Andrea Barta လို့စောင့်ကြည့်နေတဲ့ဆိုတာကတော့ဒါရုတ်တရှိတဲ့သတင်းတစ်ပုဒ်လို့ကျောင်းအနေနဲ့တော့မြင်မိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါလာမယ့်2029မှာစာချုပ်တက်တန်းကုံဆုံးလို့မဲ့ကစားသမားတွေထဲမှာဒါ Martinelli အပါအဝင်ဒါ လီယန်ဒိုထရော့ဆော့ဘူကာယိုဆာကာဒီကစားသမား၃ယောက်အတွာဒါအန်ဒရီးယားဘာတာကစာချုပ်အစ်စ်တီကမ်းလှမ်းမှုတို့အဆင်သင့်ဖြစ်နေပြီဆိုပြီးတော့သတင်းဌာနတွေကဖော်ပြထားတယ်။ဒါဝီလျံဆလီဘာရဲ့စာချုပ်ကိစ္စကတော့အလုံးပြီးသွားပြီ။ဘာပြောဝီလျံဝီလျံဆလီဘာကျွန်တော်အာဆင်နယ်အသင်းမှာစာချုပ်တက်တန်ထပ်တိုးဝါတာကတော့ဒါအာဆင်နယ်အသင်းတို့ကတကယ်ကိုကောင်းတဲ့ အချက်တစ်ချက်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါပြီးရဆိုလို့ရှိရင်ကျန်တဲ့ကစားသမား၃ယောက်ကတော့ဒါ Leonardo Trossard ရဲ့ဒါပြီးရဆိုလို့ရှိရင် Bukayo Saka နဲ့ Martinelli ပေါ့လေဒီကစားသမား၃ယောက်ကိုဒါ Andrea Barda ကစာရုပ်တစ်တီကန်လန်းမှုအတွက် ready ဖြစ်နေပြီဆိုပြီးတော့သတင်းထတာတွေကပေါ်ပြထားတယ်အဲဘူဂါယိုဆာကာနဲ့ပတ်သက်ပြီးတော့ကတော့ဘာမှပြောစရာရှိမနေဘူးဗျသိရမလားဘာလို့လဲဘူဂါယိုဆာကာကဒါအာဆင်နယ်အကယ်ဒမီတို့ကပဲဖြစ်တယ်ပြောရဆိုလို့ရှင်သူအနေနဲ့လဲအာဆင်နယ်မှာပဲဆက်ရှိခြင်းနဲ့ဆိုတဲ့တဲ့နေနေရလဲ တက်လာတာဖြစ်တဲ့အတွက်ဒါဘူကာယိုဆာကအနေနဲ့ကျွန်တော်တို့တွေဘာမှစိတ်ဝူခြင်းစရာမရှိဘူးဘူကာယိုဆာကတော့ဇာယုတ်တထန်တိုးသွားမှာပဲဒါကလုံးဝရိုးရှင်းနေဗျတင်မလားဘာမှဟိုရှေ့ဦးဝေးစဉ်းစားနေစရာမရှိဘူးနောက်တယောက်ကမာတင်နယ်လီပေါ့လေမာတင်နယ်လီအနေနဲ့ကကျွန်တော်တို့ကရောင်းချပါမယ်ဆိုရင်တော့မှသူ့အနေနဲ့ထွက်သွားခြင်းလောက်တဲ့ကစားသမားမျိုးမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ပြောရဆိုရင်လည်းစဉ်းစားကြည့်ပါဟိုမာတင်နယ်လီကိုပြီးခဲ့တဲ့ကျွန်တော်တို့အဲဈေးကွက်တုန်းကပေါ့လေမာတင်နယ်လီကိုရောင်းချဖို့အတွက်လုပ်ခဲ့တယ်မာတင်နယ်လီအနေနဲ့ရော သိရမလားဟိုလက်ခံပြီးဆွေးနွေးတဲ့အသင်းတွေဘာလို့မာတီနယ်လီအနေနဲ့အဲ့လိုမျိုးမရှိဘူးဒါအသင်းဟိုဘယ်လိုပြောကျွန်တော်ကလပ်အသင်းတွေရပဲဒီမှာအာဆင်နယ်အသင်းပုံဖွဲ့တွေရပဲအဲ့လိုမျိုးလာကန်းလန်းတာတွေကိုကြည့်တယ်ပြောရင်ပယ်ချတယ်ပြောရင်ပယ်ချတယ်ဒါဒီလိုသတင်းတွေပဲတတယ်မာတီနယ်လီအနေနဲ့လက်ခံပြီးဆွေးနွေးနေတယ်စဉ်းစားနေတယ်ဆိုတာမျိုးတွေသတင်းတွေလည်းတက်မလာခဲ့ဘူးပြောရရင်ဆိုမာတီနယ်လီအနေနဲ့လည်းတချို့သတင်း report တွေမှာဆိုရင်မာတီနယ်လီကအသင်းမှာပြောတယ်ဒါအာဆင်နယ်မှာပဲသူ့ ဆက်ပြီးတော့ရှိနေဦးမယ်ဆိုတဲ့သတင်းတွေကလည်းပေါ်လာပြတဲ့အတွက်မာတီနယ်လီအနေနဲ့လည်းဘာမှစိတ်ပူစရာမရှိဘူးမာတီနယ်လီကိုစာချုပ်ပေးရင်မာတီနယ်လီလက်မှတ်ထိုးမယ်ဆိုတော့ကျွန်တော်တို့ကတော့တတိချယုံကြည်အဲအခုကတော့တယောက်ပဲကြံတော့ပါမလို့ဒါလီယန်ဒိုထရော့ဆောပေါ့လေလီယန်ဒိုထရော့ဆောကတော့ဒါ Brighton နေပြောင်းလာတဲ့ကစားသမားဒါ Arsenal မှာဆိုလို့ရှိရင်ဒါသူ့အနေနဲ့ဟိုဘယ်လိုပါ first line နဲ့ကစားသမားဆိုတာထက်တည်မလားအရန်ကုန်ကနေထထလာပြီဆိုလို့ရှိရင်သူ့ ပါဝင်လာတဲ့ထထလာပြီဆိုတာ ਨੇ တခုမဟုတ်တခုလုံးပြတတ်တဲ့ကစားသမားဗျာတည်လာတခုမဟုတ်တခုလုံးပြတတ်တဲ့ကစားသမားဖြစ်တာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ Arsenal ပြိသက်တော်တော်များများရဲ့အချစ်တော်ပေါ့လေပြောရရင်ဆိုကျွန်တော်တို့ဒါပြီးခဲ့တဲ့အပြောင်းရှိဈေးကွက်တုန်းကဆိုကြားရတယ်လေထော်စော့ကိုစာရုပ်တက်တန်ထပ်တိုးလိုက်ပြီးစာရုပ်တက်တန်ထပ်တိုးလိုက်ပြီးဆိုတော့တကယ်တော့အဲ့ဒါကလီယန်ဒိုထော်စော့ကိုစာရုပ်တက်တန်ထပ်တိုးတာမျိုးမဟုတ်ဖဲနဲ့ဒါလီယန်ဒိုထော်စော့အနေနဲ့ပေါ့လေဒါသူဆိုလို့ရှိရင်ဒါသူပြောင်းမဲ့အသင်းနေသူ့ကိုလာချိတ်ဆက်တဲ့အသင်းနေနဲ့သူကတရားဝင်ဆွေးနွေးခွင့်ရှိတယ် ဒါလီယန်နိုထရော့ဆော့အနေနဲ့ပေါ့လေတည်ဝင်ပြောင်းရွှေ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါပြောင်းရွှေ့ကာလာထဲမှာဆိုရင်ဆွေးနွေးခွင့်ရှိတယ်ဒါပေမဲ့အာဆင်နယ်အသင်းကမယောင်းချချင်တာဖြစ်တဲ့အတွက်သူ့ကိုလာတာတိုးပေးပြီးတော့ဒါမင်းအသင်းမှာပဲဆက်ရှိရမယ်ဆိုတော့ဂရီကိုအတင်နဲ့သူ့ကိုဒါတရားဒီထက်ချုပ်ထားတဲ့ပုံစံမျိုးလုပ်ထားတာဒါပေမဲ့လာမယ့်2029ကျရင်သူ့ရဲ့စာချုပ်ကကုန်မှာဖြစ်တဲ့အတွက်ဒါအာဆင်နယ်တို့ကယောင်းချမယ်ဆိုလို့ရှိရင်လေဒါတစ်နှစ်တောင်ကြံသေးတာဖြစ်တဲ့အတွက်အေးအေးဆေးဆေးဈေးကင်ပြီးတော့ယောင်းချလို့ရတာဖြစ်ပါတယ် ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်